ကျွန်တော်တို့ရဲ့ပြည်သူလူထုဟာပြင်းထန်တဲ့ငလျင်တံကိုခံစားလာခဲ့ကြရတာတပတ်တာကာလကိုရောက်ရှိလာပြီဖြစ်ပါတယ်။အသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးရုံမကဘဲနဲ့ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေလည်းရရှိနေကြတာဖြစ်လို့ကျွန်တော်တို့ပြည်သူအစိုးရ NUG နေနဲ့ပြည်သူများနဲ့အတူထပ်တူခံစားရပါတယ်။ပြည်သူဒုက္ခကိုအတတ်နိုင်ဆုံးအလျင်အမြန်ကူညီဖို့ကျွန်တော်တို့ကြိုးစားခဲ့ကြပါတယ်။ပြည်သူကပြည်သူကို ထောက်ပံ့ကူညီတာတွေကိုမြေပြင်မှာအမှန်တကယ်ထိတိယောက်ယောက်စီမံခန့်ခွဲအကောင့်ထဲပေါ်နိုင်ဖို့ပြည်သူ့ဘက်တော်သားတွေနဲ့ညှိနှိုင်းပြီးဆောင်ရွက်နေကြပြီဖြစ်ပါတယ်။အီဘီလာ၂ရက်နေ့အထိမြလင်ဘေးတုံ့ပြန်မှုအတွက်ရရှိထားတဲ့အလူငွေပမာဏဟာကျပ်သိမ်းပေါင်း18133 28568 28, ကျပ်ဖြစ်ပါတယ်။မြလင်ဘေးတင့်ခဲ့တဲ့တိုင်းဒေသကြီး၃ခုပြည်နယ်တစ်ခုမှရှိတဲ့မြို့နယ်၂၁မြို့နယ်မှာမြလင်ဘေးတင့်ပြည်သူတွေအတွက် ထောက်ပံ့နေတဲ့ပမာဏဟာကျက်သိမ်းပေါင်း8259တိတ်26000ဖြစ်ပြီးတော့လက်ကျန်ငွေကတော့ကျက်သိမ်းပေါင်း8886တိတ်2568ဖြစ်ပါတယ်ကျွန်တော်တို့ထိထိရောက်ရောက်ဆောင်ရွက်နေကြပါတယ်ရရှိမှုနဲ့ထောက်ပံ့မှုတန်ဖိုးတွေဟာအချိန်နဲ့မျှပြောင်းလဲတိုးတက်နေတာဖြစ်ပါတယ်အားလုံးဝမ်းသာကြဖို့ဖြစ်ပါတယ်ပြည်သူများရဲ့စာနာရရောမှုနဲ့ညီညွတ်မှုအားကြောင့်သာဒီလိုကျွန်တော်တို့ဆောင်ရွက်နိုင်တာဖြစ်ပါတယ် ဆက်လက်ပြီးလဲအရှိန်မြင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရန်ကုန်ွေရှာဖွေရေးကမ်ပိန်းနေနဲ့ကဘာအနှံ့ကပါဝင်ခဲ့ကြသူအားလုံးကိုအထူးကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ Spring Crowd Fund SCF နွေဦးလူဒုရန်ကုန်ွေရဲ့မြင်းငလင်းတဘာဝဘီထောက်ပံ့စာနာကူညီပေးကမ်ပိန်းရနေပြီးတော့ငားရဲ့အတွင်းမြန်မာငွေကျပ်သိန်း1000ကျော် 1billion ကျော်ရရှိထောက်ပံ့ခဲ့ပါတယ်။ ဒါအခုချိန်ထိအများဆုံးရမုံကြီးရှာပွေထောက်ကပ်ပတ်နိုင်ခဲ့တဲ့ကမ်ပိန်းတစ်ခုဖြစ်ပါတယ်။ Spring Crowd Fund SCF ຫນွေဦးလူတို့ရမုံကြီးဆိုတာဟာပြည်သူ့ဘက်တော်သားဘဏ်ဖြစ်တဲ့ຫນွေဦးဘဏ် SDB Spring Development Bank ကနေပြီးတော့ပြည်သူတွေအတွက်ရည်ရွယ်ပြီးပြုလုပ်ထားတဲ့ fundraising online platform တခုဖြစ်ပါတယ်။ပြည်သူများရဲ့ရန်နှုန်းပြည့်စေနာအဆင့်အမှန်နဲ့ပါဝင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ ပြည်သူတွေရဲ့အစာနာရည်ရောမှုနဲ့ညီညွတ်မှုအားကိုတကယ်ပဲကျွန်တော်လေးစားဂုဏ်ယူမိပါတယ်။ကမ်ပိန်းမှာပါဝင် ထောက်ပံ့ကူညီပေးကြတဲ့ပြည်တွင်းပြည်ပနိုင်ငံရဲ့ရက်ကညွေဥပန်းညွေဥတီ SCF အသုံးပြုသူပြည်သူတွေကိုလည်းကျေးဇူးတင်ပါတယ်။ငလင်ပေးတဲ့ပြည်သူတွေအတွက်ရန်မုံငွေကျူးစားရှာဖွေပေးနေကြတဲ့အခြားအဖွဲ့အစည်းတွေကမ်ပိန်းတွေအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်။စီလုံးညီညွတ်မှုနဲ့ဆက်လက်ပါဝင်ထောက်ပံ့ကူညီပေးကြဖို့လည်းတိုက်တွန်းပါတယ်။ ပြည်သူများကိုလည်းပါဝင်ကြပါလို့လည်းထပ်မံတိုက်တွန်းလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်